ကိုမှန်းသားတဲ့ပန်းနယ်ကိုကျွန်တော်တရားရန်ခံလို့ရောက်ဖို့အတွက်ဆိုရင်ဘာတွေလုပ်ရမှာလဲဘယ်လိုတွေစူးစမ်းရမှာလဲဘယ်လိုတွေပြင်ဆင်ရမှာလဲဆိုတာဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုအချက်လေး၅ချက်လာရောက်ပြီးမျှဝေပေးခြင်းပါတယ်နံပါတ်၁အချက်ကပြတ်သားတယ်ဆိုရှိရမယ်လူတစ်ယောက်ကအလုံးလုံးတဲ့အခါမှာစူးစမ်းတဲ့အခါမှာပြတ်သားမှုရှိရမယ်အတတားနဲ့စူးစမ်းတဲ့သူတစ်ယောက်ဖြစ်ရမယ်စူးတော့စူးစမ်းတယ်မှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့လိုချင်တဲ့ပန်းတဲ့ကိုရောက်နိုင်မှာမဟုတ်ဘူး။နံပါတ်1အချက်ကရေးစိတ်ရှိရမယ်။ဒါမှမဟုတ်ဆိုကျွန်တော်တတ်တိရှိရမယ်ပေါ့။အဲ့ဒီရေးရတဲ့စိတ်မရှိဘူးဆိုရင်ကျွန်တော်တို့ကအလုံးလုံးအကြောက်တရားကိုပဲအရှိကတင်နေမယ်ဆိုရင်ကျွန်တော်တို့ဘာပဲလုပ်လို့လုံးဝကျွန်တော်တို့လိုချင်တဲ့ပန်းတဲ့ကိုရောက်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကဟုတ်လားရေးရတဲ့ပြတ်သားတဲ့စိတ်ဒီတတ်တိရှိရမယ်။အလုံးလုံးတစ်ခါမှဘာပဲလုပ်လို့ရေးရတဲ့စိတ်နဲ့တတ်တိရှိရှိနဲ့လုံးရတဲ့သူတယောက်ဖြစ်ဖို့လိုတယ်။ ံပါတ်2နံပါတ်3ချက်ကခန္ဓာရည်ချင်းရှိတဲ့စိတ်ခန္ဓာရည်ချင်းရှိရမယ်စူးစားတဲ့အခါမှာဘလို့ပဲအခက်ခဲရှိရှိဘလို့တက်ခိုက်ပဲရှိရှိဘလို့မျိုးပဲကျွန်တော်တို့ဝေပဲသူပဲဘလောက်ပဲရှိရှိကျွန်တော်တို့ခန္ဓာရည်ချင်းစိတ်အပြေဝါနဲ့ကျွန်တော်တို့စူးစားတဲ့သူတယောက်ဖြစ်ဖို့လိုတယ် เนาะကျွန်တော်အဲ့လိုစူးစမ်းတဲ့အခါမှာဟုတ်လားအခက်ခဲလေးတခုတွေးပြီးဆိုတော့ねဟုတ်လားအတိုက်ခိုင်းလေးတခုတွေးပြီးဆိုတော့ねနောက်ကိုပြန်ဆုတ်ခြင်းတဲ့စိတ်ဟာကျွန်တော်တို့ဟာအနည်းဆုံးအတတ်နိုင်ဆုံးစွာရှာနိုင်ရမယ်เนาะဒီနေ့စူးစမ်းတဲ့အခါမှာကျွန်တော်လိုချင်တဲ့ပန်းတဲ့ကိုရောက်ဖို့အတွက်ဆိုကျွန်တော်ကန်ခန္ဓာရည်ချင်းရှိတဲ့စိတ်ကိုကျွန်တော်တရားရခိုင်လုံးကျွန်တော်တို့ထိန်းသိမ်းရမယ်နံပါတ်၄ချက်ပြိုလဲမှုကိုလည်းနေရမယ်ကျွန်တော်စူးစမ်းတဲ့အခါမှာ ကျွန်တော်တို့ဒါကြားဆုံးမှုတွေရှိတယ်အဲ့ဒီကြားဆုံးမှုကိုလည်းကျွန်တော်တို့လက်ခံနေရမယ်။လေးချားရင်ပြန်ထားနိုင်ဖို့လိုတယ်။လေးချားရင်ပြန်ထားသူများကိုမကြည့်နဲ့။ကိုဟာကိုယ့်ရဲ့ဘဝကအောင်မြင်မှုပန်းတဲ့ကိုအမှန်တကယ်လိုချင်တဲ့သူဖြစ်ချင်တာဖြစ်တဲ့အတွက်နဲ့ကျွန်တော်လေးချားရင်ပြန်ထားပါ။လုံးဝသူများထူမှာကို မဆောင်နဲ့။ကိုကကိုယ့်ရဲ့ပန်းတဲ့အမြန်ဆုံးလိုချင်တဲ့သူတယောက်ဖြစ်ချင်တာဖြစ်တဲ့အတွက်နဲ့သူများထူမှာကိုမဆောင်နဲ့။လေးချားရင်အမြန်ဆုံးပြန်ထားပါ။ နံပါတ်5ချက်တယောက်ထစ်နေရတဲ့စိတ်တယောက်ထစ်တရံတစ်ခါမှာစွန့်စားရတဲ့စိတ်ရှိရမယ်ကျွန်တော်တချို့တို့တချို့တို့တို့ဆိုလို့ရှိရင်လူအများနဲ့လုံမှလာမှသူများပါမှတစ်ချိန်လုံးမှကျွန်တော်တို့သူများတွေကိုအားကိုးတယ်စိတ်ပေါ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်ကကိုကိုကိုလည်းယုံကြည်ရမယ်ကိုကိုကိုလည်းအလုံးလုံးတဲ့အခါမှာငါလုံနိုင်တယ်ငါဖြစ်နိုင်တယ်ဆိုတော့ကိုကို ဟိုယုံကြည်တဲ့စိတ်ပေါ့နော်တယောက်ထဲလှုပ်ရတဲ့စိတ်အသက်တိပေါ့အဲ့လိုမျိုးစိတ်ရှိဖို့လိုအပ်တယ်ဒီနေ့မိတ်ဆွေတို့ဟာအချက်လေး၅ချက်ပေါ့နော်မိတ်ဆွေကတကယ်အောင်မြင်မှုပန်းနေကွာအမှန်တကယ်စူးစမ်းနေတဲ့သူဆိုရင်မိတ်ဆွေနဲ့ kait နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်မှာမိတ်ဆွေတို့အတွက်တစုံတရာတစ်ခုရရှိသွားမှာကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကတော့ကိုကျော်ဆန်းဖြစ်ပါတယ်ခင်ဗျာ